ောက်ဖို့ကြဘယ်နှဘယ်နှရက်လောက်စောင့်လာ3ရက်3ရက်ပဲဒီဆိုဤဆိုအဆို80 90ကအဲ့တော့ပြန်ချသွားရင်ဟုတ်လားဟိုဒီနေ့တော့မမီနဲ့ဒါချန်လေးနဲ့အဖြောက်သွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့တော့နင်းတို့ကအလျှောက်ကိုအဲကိုအစီအစဉ်နဲ့ကိုသွားမှာပါ ပုံမှန်ရေကုန်တွေကနေဖြောက်ကိုသွားမယ်ဆိုလို့ရှိရင် YBS ကားတွေနဲ့လည်းသွားလို့ရပါတယ်။ဆိုတော့အင်းစိန်ပန်းချန်ထီကိုတော့အရင်စီသွားရပါမယ်။နှင်းတို့ကတော့ကိုယ့်အစီအစဉ်နဲ့ကိုမို့လို့ဝေစီနာလမ်းမကြီးအတိုင်းပဲသွားခဲ့ပါတယ်။နော်ရီမီပွိုင်းထိတ်ကမိုးလေဝသရုံမှာဆိုရင်တော့နော်ရီမီပွိုင်းကနေဖြတ်ပြီးတော့၈မိုင်၉မိုင်ကျော်ပြီးတော့ကောက်ကွင်းပေါ့နော်ကောက်ကွင်းလမ်းကနေပြီးတော့ ီဘက်တညင်ကုန်းဘက်ကို ဖြတ်ပြီးတော့ထွက်ပါတယ်။ကောက်ခွင်းလမ်းဘေးမှာမြင်ရတဲ့သစ်ပင်တွေသစ်ရိပ်ဝါးရိပ်တွေကတကယ်အေးချမ်းပြီးတော့အရိပ်လဲရတယ်။မျိုးပြနဲ့ပိုပြီးဝေးလာနေသည်မြခင်းစိမ့်နေလေကွင်းပင်နေနဲ့လီတွေကပိုပြီးလက်ဆက်လေးပါပဲ။အခုမော်ပြီးဈေးရောက်ပြီ။၈ :50 ကိုမော်ပြီးဈေးပဲရှိပါသေးတယ်။ ။နေရာလူသူတာယာပါတယ်။ဟိုရဲ့ကုမော်ဘီကနေထွက်လာပါပြီ။ဒီဘက်ကလမ်းတွေကလမ်းတွေလည်းကျယ်ကြီးလေကွင်းမြင့်ကြီးတွေနဲ့မို့လို့အတက်ရှူကပို့ချောင်ပါတယ်။ဒီနော်ရေကိုနိုင်ကျော်မော်ဘီကနေထွက်လာတယ်ပေါ့နော်ဆိုတော့ တိုးဂိတ်အကျော်လေးနားမှာဒေါ်လာဒီမြို့ချောင်းလမ်းရှိရေပေါ့နော်အဲလမ်းခွဲကနေပြီးတော့နင်းတို့ဒေါ်လာဒီဘက်ကိုအဲသွားပြီးတော့မှအဖြောက်ကိုတက်မှာပါဆိုတော့ဒီဘက်ကလမ်းလေးတွေကလမ်းလေးတွေတော့ကျင်းပါတယ်ဒါပေမဲ့လူသွားလာမပြတ်တော့အဲသွားကျင်တဲ့လူတွေလည်းအဲဒီလမ်းလေးကနေရွှေ့ချေလို့ရအောင်နင်းကလမ်းနေသားလေးကိုထည့်ပေးလိုက်ခြင်းဖြစ်ပါတယ် ဒီဘက်ကထက်တော့ချောင်းကူသရာရောက်မှာပုံမှန်မြင်နေရတဲ့တင်တိုက်တွေသရာရဲ့လှိုင်းတော်တော်လေးကြည့်လို့ကောင်းတယ်ဒါပေမဲ့မရိုက်ခဲ့ရဘူးပေါ့နော်အခုရောအဖြောက်သွားတဲ့လမ်းမှာပေါ့နော်အဖြောက်သွားတဲ့လမ်းမှာငါ၆တွေတွေ့ရတယ်ငါ၆တွေချက်ဝင်းကြည့်နေတာပါအာဒီဆိုင်ကပေါ့နော်နိုင်ရည်တွေငါ၆ဒီမှာပပတ်လေမှာငါ၆တွေလမ်းတာဒီလိုလေငရဲကြောက်ကိုအဓိကရောင်းတာနဲ့တူဒီဘက်မှာငါးပေါ်တယ်နဲ့တူတယ်နော်၆တွေနဲ့ရမှာပေါ့ ဝယ်ရင်ချောက်တယ်ညာပဲသူအုံးမျိုးကြီးလေခွဲချင်းတော့မဟုတ်ဘူးလားတဘာဝဒီဆိုင်ကအမကိုမေးကြည့်တော့ဒီမှာလမ်းထားတဲ့ငရဲချောက်တွေအလုံးကြီးပါကိုရန်စိမ်းအနှင်းငယ်လေးပဲထည့်ပြီးတော့တဘာဝအတိုင်းလမ်းထားရလို့လည်းရှင်းပြပါတယ်ဒီမှာကလေအယိုးလွင်ပြီးသားအယိုးလွင်ပြီးသားသူအလဲမြောင်းလေးပဲဆိုတော့ဝယ်တဲ့လူလည်းပိုတန်တာပေါ့နော်ဆက်လက်ကြပါဒါအစက်နိုင်ပဲပို့ကြတာပြီးအပြင်မှာရှိနေတယ် ဩရောင်းတဲ့လူအကြဘူးပါဝင်10သားရောင်းတာပေါ့အမဘေးသူတို့ကြဘူးဘူးပြေကို10သားဘေးပေါ်တာသူယူမယ်ဆိုတော့ဘူးချိန်10သားဒီဘူးချလာအဲကြအကောင့်ကြီးပေါ့နော်မဒီဆိုင်မှာကငရင်ချောင်းနဲ့ပတ်သက်တာအကုန်ရတယ်ဖုတ်ပြီးသားရောမဖုတ်ရသေးရော ပြီးတော့ငရင်ချောင်းငရင်ချောင်းရဲ့အယိုးအခုရှေ့ကငရင်ချောင်းဒီအယိုးလေးဆိုလို့ရှိရင်လည်းဘက်ကလိုင်းနဲ့ချက်စာအရင်ကောင်းပါတယ်သူက10သားမှ1500ပဲရှိတော့ တန်နေပေါ့နော်ကြီးကြီးဒီအားနဲ့အရသာဘာကွာလို့လဲအသေးနဲ့ကြီးနေကြကြည့်ရအောင်အဲ့ဒါကတော့ဘာသာများနေပေါ်တော့ရဲ့ဒါရန်စနေတယ်ပေါ့နော်နဲတော့နင်းကောင်းနေလीနော်အဲ့ဒါငါ၆ကြာလဲအဆင်ပြေဒီနေမှုအသာလဲရိုးမပါ ့တော့လေဒီမှာမင်းမှန်တော့လှမ်းလို့ရတယ်ငရဲချောက်တွေကိုအခုလိုမျိုးဒီ diff freezer ကြီးတွေနဲ့အကြီးတွေနဲ့ပေါ့နော်အပြေးအဲ့လိုမျိုးပြန်ပြီးတော့လောင်ရတယ်ဒါအောင်တော့မှဟိုညီးစော်မနှံဘူးပေါ့သူတို့ကရှင်းပြပါတယ်ငရဲတစ်မျိုးပဲလားဒါရန်စိမ့်နေပါမပါပဲတခါရန်စိမ့်ကဘယ်အချိန်မှထည့်ရလဲဘယ်ဘယ်ကြီးမှာမဟုတ်ဘူးရန်စိမ့်ကပြန်ပြီးတော့ဟုတ်ရောက်တော့တမားရအမကြိုက်မကြိုက်ဘူးရန်စိမ့်က အကောင်းနေတော့အသားကြီးပဲဆိုတော့တော်တော်အရိုးကြတခါလုံခဲ့နှုတ်လိုက်တာလားလားလဲနေလားရိုးရိုးမပါရိုးမပါဒါတဘာဝတိုင်းမလှမ်းတာဘိုးရင်းတော်မှာလှမ်းဖို့ပြန်ချဖို့ကြဘယ်နှဘယ်နှရက်လောက်ဆောင်ပါ၃ရက်၃ရက်ပဲသူ့အိုးအရေးကုန်နေပါပဲလှမ်းလိုက်တာလားလားဟုတ်တော့လက်ဝင်ပါမယ်နော်အမဒီအဆိုးကြီးဆိုအဆိုးကြီး ရှင်းစေ90ကအဲ့ဒါပြန်ချသွားရင်စိတ်သားတော့ကြမှာပေါ့မရှိဘူး78ကျက်က20ကဟုတ်လားဒါမရှိဘူးဟော90သားဟိုတော်မှာအကိုကဒီလိုမျိုးလှန်ပေးနေရမှာပေါ့နော်ဟုတ်လားဟုတ်လားအောင်မီလည်းသူအရသာရပါရင်6တဲ့အချိန်မှာထက်ရသေးတာဟုတ်ရပါမလားဟုတ်ကဲ့အသားကြီးပဲနော်ကောင်းနေတော့ဘူးဒီပေါ်နိုင်ငံညာပို့ရင်တော့ဒါပို့ပို့ကောင်းတာပို့တယ်လေဒီစီးတိဘက်ကပို့တယ်လေလိုက်လိုက်ရတယ်ဒါကယူကုန်ကြီးတရား နေပူရရက်တွေဆိုရင်ငချောက်တွေကိုရှိရလူရင်အားနဲ့လမ်းပြီးတော့နေမလာနေမတာရရက်တွေဆိုလို့ရှိရင်တော့ကြက်တိုက်တာမျိုးတွေလုံးလို့ရှိရလို့လည်းရှိကြပါသေးတယ်။ရှမ်းစိမ်းကိုလည်းနည်းနည်းပဲသုံးတယ်။တက်တခါချောက်ဖို့ဆိုလို့ရှိရင်3ရက်လောက်ဒီတားလို့၃ရက်လောက်လမ်းပြီးတော့အခုလိုမျိုး၆သွားပြီဆိုလို့ရှိရင်တော့သူတို့ကတခါတည်းတိမ့်နေပေါ့နော်။ဘေးနားမှာရှိတဲ့တားလက်ဘက်တွေကကြတော့တကယ်လို့လို့မိုးရွာခဲ့တယ်ဆိုလို့ရှိရင်လည်းအစင်သွင်းအုပ်လို့ရအောင်ထားထားတာပါ။မိရွာ ဒါကဘယ်တော့ပြန်ရလဲဟုတ်ကောင်းတယ်နော်တမ်းမလန်းတာနဲ့ဟိုမှာလန်းတာဘယ်အချောက်ပုံမြန်လဲတော့တည့်ရက်တည့်ရက်စိန်ထားရတာနော်နေပြီးတော့အရလာနေပြီးတော့တည့်ရက်ရေခဲတရာထည့်ထားတာလားတမ်းလည်းဆောင်ရရဟုတ်ဒါလှမ်းုံမယ်မင်းရနေပြီလားမင်းရပေါ်ရလားမြင်ထဲကဖမ်းတာလားမွေးတာလားဟုတ်လေမှန်ပါတယ်ရန်ကုန် ကြီးတယ်ပဲနော်ကောင်းကြီးကမြန်မာလေးတို့ကလှန်လှမ်းရုံပဲဟိုလိုမျိုးတန်ဒီလိုတန်ရှင်းရင်လောက်တာအေးကုန်ဆုတ်တာကြတော့ဆုတ်တာကြတော့နော်ခွဲရမလေးဟောတက်တက်ပေါ့နော်ခွဲတာတက်တက်တရားလှမ်းတာတက်တက်တရားလှမ်းတာလည်းငါ၆တီ၆သွားပြီဆိုလို့ရှိရင်နော်သူတို့ကတော်လက်ဒီမှာသွားပြီးတော့ဖောက်တယ်လို့လဲဒီမြန်မာလေးတွေကရှင်းပြပါတယ် ။ငါကတော့ပေါ့နော်။သူကခုနအမကြီးရှင်းပြတာတော့တရက်ဆိုလို့ရှိရင်တို့တွေကဒီမှာစိမ့်နေ။တိတ်ပြီးတော့လည်းစားရည်မထည့်ဘူး။ရင်းစိမ့်တိတ်မတုံးနဲ့အတွက်ကြောင့်မို့လို့ပို့ပြီးတော့ကောင်းတယ်။ခုလိုရှင်ကုန်ဘက်မှာအတွေ့များလာကြဒီလိုအသားမြောင်းနေရပို့ဈေးကြီးရယ်။ဒီဟာကတော့အသားမြောင်းနေပြီမဲ့လေ။ဆွေးရလည်းတက်တာရယ်ပေါ့နော်။ဆိုဒီဘက်ရောက်တယ်ဆိုလို့ရှိရင်ဝင်ပြီးတော့အပ်ပြလို့ရပါတယ်။ဟွန်းမိုက်တယ်။ကြည့်အောင်ကိုယ်ဆိုရင် 哪一个你把楼楼呀？一个你,你啊？哦、嗯，二楼电脑那里呀，那楼来，别的楼来干嘛？别的呀，楼来。那开的啦？那开的不来的？那你要自己开不？那那那的，那个电脑电脑家。什 h e l l o 那怕嘞？ ပါရှိတယ်လေဟုတ်လားဟုတ်တပားချက်ဒါလေးကြဟိုပေါ်မှာပဲတင်လန်းလိုက်တာဒါကြတော့နေတာလို့ရှိရင်တော့အဲ့လိုဒီတော့ငါချောက်ဝယ်ပြီးတော့တည်ကျင်တာလေးတွေလေးလာပြီးရနောက်မှာတော့အဖျောက်ဘက်ကိုခီးဆက်ခဲ့ပါတယ်အဖျောက်ဆိုတာဟိုရင်တုန်းကတော့ဟင်္ဒရာခရိုင်ဇလုံမြို့နယ်တွင်းမှာပါတဲ့ရွာကြီးတရာပဲဖြစ်ပြီးတော့1962ခုနှစ်ကမှအဖျောက်မြို့ဆိုပြီးဖြစ်လာခဲ့တာပါအဖျောက်မြို့ရဲ့ဟိုနယ်နယ်ပေါ့နော်အဖျောက်ဆာဆန်းတဲ့အခုမှမနေနဲ့ ဖျားသွားပါမယ်ဆက်စားအတွေ့အခုကတော့ညီတို့ကအဖြောင်းမြို့တွေက လောကမန်အောင်ဖျားကြီးကိုတွားပြီးတော့ဖူးမှာပါလောကမှာဘုရားကြီးကမြမပြည်မှာဒုတိယအကြီးဆုံးကျောက်စာတိုက်ရှိတဲ့ဘုရားကြီးပဲဖြစ်ပါတယ်။အခုနန်းလန်တစောင်းနဲ့ဘုရားကြီးတွင်တုံးနေတဲ့ခန္ဓာကိုယ်ကြီးတိုက်ကိုတော့တန်နေနဲ့ပဲဆောက်လုပ်ထားတာမို့လို့မဟာတန်တစောင်းလို့လည်းထင်ရှားပါတယ်။ ဒီထိုင်းတော်မူဆက်ကျင်ကြဘုရားရုပ်ပါတော်ကြီးကိုတော့1916ခုနှစ်မှာစတင်ထူးလွန်းခဲ့တာဖြစ်ပြီးတော့အခုဆိုနှစ်တရာကျော်ပြီပေါ့နော်ဒါကတော့မူလဖရားတရားကနဲ့တရားကမှဖြစ်တယ်ဥပဝကြီးနဲ့ဒေါ်မမတော်ပါဖြစ်ပါတယ်ကနကိုရတဲ့နေရာမှာရှိတဲ့ရုပ်ပွားတော်တွေရဲ့မျက်နှာတော်ကိုကြည်လိုက်ဖူးမြင်လိုက်ရတဲ့လူပေါင်းကစိတ်ထဲမှာကြည်လင်ပြီးတော့အေဂျင်မှုစိတ်တည်ငြိမ်မှုကိုရရှိစေပါတယ် ဒီကကြောက်စာသားကြီးကမြစ်စွာဘုရားရှင်ရဲ့ပိဋကတ်ဓမ္မခန့်နဲ့ဒီတနာတော်ကြီးကို we need 132ချက်တောက်တန်403ချက်နဲ့အဘိဓမ္မာ205ချက်စုစုပေါင်းကြောက်စာချက်ရေ920နေနဲ့ချွေးနှုတ်ထားကြတာပဲဖြစ်တယ်။အဲတချို့ကြောက်စာရည်ကတော့ပိတ်ထားရဲပေါ့နော်။နှင်းကဝင်လို့ရတဲ့ကြောက်စာတွေကိုလည်းဝင်ပြီးတော့မှတ်တမ်းတင်ပြီးရလေ့လာခဲ့ပါတယ်။ ဒါကဒီဖြောင်းမြူဥပဝကြီးကြီးဖရာတရကတရကမားတို့ရဲ့ကုသိုလ်စည်ရင်ကြောက်စားတဲ့စာရီကဗုဒ္ဓမြတ်စွာဘုရားဒါဒါဒါဒီဘက်ခေတ်စာရီနော်မြတ်စွာဘုရားနေလောကလောက၌စတုတိတ်ထံသစ္စာလေးပါအမှန်တရားကိုကနကူရီတရဲ့အညာဘက်ဝင်ပေါက်နာမှာတော့နှစ်တရားတက်တန်းရှိပြီဖြစ်တဲ့ဆက်ကျင်ချောင်းနဲ့ထွန်းထူထားတဲ့ဗုဒ္ဓခြေတော်ရာကိုလည်းလေ့လာခွင့်ရခဲ့ပါတယ် ဒီမှာတော့ဟိုဟာကြီးခရီးပန်းခရီးပန်းတော်တော်နှစ်တော်ကြီးနေပြီဒီကနေကမကနင်းတို့နယ်လန်းရင်ရပဲချမ်းမှရှိရနှစ်တရာခရီးပင်ပေးမှာပေါ့နော်အဲလျောင်းတော်မူရုပ်ပွားတော်ရှိရဆိုပြီးလိုက်ပြတာနဲ့နင်းလည်းလိုက်ကြည့်ဖြစ်ခဲ့ပါလေဒီလျောင်းတော်မူရုပ်ပွားတော်ကြီးရထူးခြားချက်ကရုပ်ပွားတော်ကြီးရမျက်လုံးလို့ခေါ်မလားပေါ့နော်မျက်လုံးကအသက်ဝင်ပြီးတော့ကြည့်ရတဲ့လူကတကယ်မျက်လုံးအစ်စ်ကိုကြည့်နေရတယ်လို့ပြောပဲနင်းလည်းတော်တော်လေးကိုအံ့ဩမိပါတယ် ဒီဖရာကြီးရဲ့သူကြချက်နောက်တစ်ခုကဒီဖရာတရကထရကမှာဥပ္ပါကြီးနဲ့ကျော်မမရဲ့အယိုးစုတွေကိုဒီဖရာဖရာရဲ့ဘရုံဝင်သွင်းထဲမှာပဲဗောနောအောက်ကူလေးနဲ့ထားထားတာပါဒီဥပ္ပါကြီးဆိုတာကလည်းဒီအဖြောင်းမျိုးရဲ့ဖရာကြီးမှာပဲမဟုတ်ဘူးရှိတဲ့ကောင်ရာဟုတော့တစားထရကနဲ့အနောက်ဘက်ဝန်တက်လေကရဲ့ထရကလည်းဖြစ်တယ်အခုဖရာဝင်ထဲမှာမြင်ရတဲ့ကြောက်စာထရကကြီးဆိုလည်းဟုတ်ပါတယ်တက်လေကထရကတက်68နဲ့ဒီအားကြတော့ကျော်မမဟုတ်ကဲ့ကိုယ်လေးရရုပ်ထု ရုံးထူတယ်ပဲဟောသူ့ရဲ့အယူစုဥစ္စာတွေကဒီထဲမှာလည်းရှိရယ်နော်ဒါပေမဲ့ပိတ်ထားတယ်နော်ဟုတ်ပိတ်ရနေပဲလှမ်းပြီးတော့စာတောင်းနေလေကကြီးတယ်ဟဲ့မကောင်းကနမ်းမယ်။အဲ့ကကောင်းကဒီနမ်းမယ်စာတောင်းနေလားအစာတောင်းမရှိ။မမရေရဲအောင်ဒိတ်နေလား။အဝါနေကြီးနေမှာနော်။နေကြီးပဲ။ မင်းတို့တွေဖျားဖူးပြီးတော့နေလေလဲရောက်နေပြီဆိုတော့ထမင်းဆိုင်ထမင်းဆိုင်ရွေးဖို့ဆေးသွားခဲ့ပါတယ်မင်းတို့တွေအဖျားကမှုတွေကတွန်တင်လာဆိုတော့ထမင်းဆိုင်မှာထမင်းတို့ဆောင်းလာဖြစ်ပါတယ်ဆိုတော့ဒီဆိုင်ကတော့မင်းတို့ဒီအတန်းရင်လုံးထမင်းဆိုင် ချောင်းမျိုးကရန်ကုန်တိုင်းထဲမှာပဲရှိပေမဲ့လည်းနေမျိုးလေးလိုမျိုးပဲရင်ရတာအေးချမ်းနဲ့နေဖိုက်ကိုရတယ်ပြီးတော့ဒီထမင်းဆိုင်လေးဆိုလို့ရှိရင်လည်းအမျိုးထဲမှာတသက်ရက်လေးနဲ့ဖွင့်ထားပြီးစားလို့အရင်ကောင်းတဲ့ဆိုင်လေးမှာပါရလို့လည်းနေရမှတ်ချက်ပေးခြင်းနဲ့ပေါ့နော်ပြီးတော့ဒီမှာတစ်ခါပြင်မလေးတောင်ပဲဟင်းရတာကလည်းတော်တော်လေးစားလို့ကောင်းတယ်ပြီးတော့တို့စီရနဲ့ပြီးအဆုံပေါ့နော်လှုပ်ပေးပါတယ် အဖျောင်းမျိုးက AR မြေကန်းကိုလည်းမြင်ရတာဆိုတော့နေ့ရောက်တုံးလေးတခါတယ်အဲမြစ်စိတ်ကိုရောက်အောင်သွားခဲ့ပါတယ်မြစ်စိတ်ကတော့အင်းဝကျောင်းတိုင်းနဲ့လည်းနီးတယ်လို့မျိုးခုနကနှင်းတို့စားခဲ့တဲ့ဒေါ်တင်လိုင်းသမင်းဆိုင်နဲ့လည်းနီးရဲစီးရဲမှာပဲပေါ့နော်သွားလိုက်ရင်ရောက်ပြီဟုတ်ဟုတ်ဘောရောအဒီတို့နေတဲ့နေရာတွေဟုတ်17နိုင်တစည်းရှိမယ်9နိုင်တစည်းရှိမယ် ဒီမြစ်စိတ်ကနေပြီးတော့စလုံးလဲသွားလို့ရတယ်ပေါ့နော်လှီတွေငားမယ်ဆိုလို့ရှိရင်တော့တစည်းကို9000ဝန်းကျင်တော့သူတို့ပုတ်ပြက်ငားရတယ်ပေါ့ဒီအလဲမှာဆိုလို့ရှိရင်တောင်ထုံးနေဟိုဘက်ချမ်းမှာလဲအရာတွေမြေကမ်းတောင်တစ်ခုရှိသေးတယ်မြေတစ်ခုပေါ့နော်ဒီနော်အဖျောင်းမျိုးကဇလုံးအပိုင်းထဲမှာပါတယ်ပေါ့နော်ဆိုတော့တခုခုဆိုလို့ရှိရင်သူတို့တွေကရေလန်းနေတဲ့စင်ဒီဘက်ချမ်းကိုသွားရတဲ့အခါမှာလူပင်ပန်းနေပေါ့နော်စာကြောင့်မို့လို့ရန်ကုန်တိုင်းတွေကို1999ခုနှစ်မှာပဲရန်ကုန် တိုင်းတိုက်ကြီးခရိုင်တွေကိုထည့်လိုက်တာပါကျွန်တော်တွေဒီနေ့လဲခဲ့တဲ့အဖြောင်းမြို့ခီးစင်မြေပြတော့ဒီလောက်ပါပဲအဖြောင်းမြို့ထဲမှာတော့လဲစရာအများကြီးတော့မရှိဘူးဒါပေမဲ့ရန်ကုန်ကနေမွန်းကျမြို့တွေခဏဖြည့်ဖြောက်ချင်တယ်နေမြို့လေးသွားချင်တယ်ဆိုရင်နီးစပ်ဆုံးလေးတော့နေရာတွေမြေစကြီးလဲကြည်ပြီးတော့ခန်းစားလို့ရမယ်နေရာလေးတစ်ခုပဲဖြစ်တယ်ဆိုတော့နောက်ဗီဒီယိုတွေမှာကြည့်ကြပါဦးမယ်တတ